နည်းစုံ channel ပြည်သက်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မလ10ရက်နေ့မနက်ပိုင်းမှာတရုတ်ဆောင်ထူဟာကားအက်ဆီဒန့်ဖြစ်ပြီးကွယ်လွန်သွားခဲ့တာကိုအားလုံးသိပြီးကြပြီဖြစ်မှာပါ။ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးအမှန်တရားလေးတချို့ကို ပြောပြပေးခြင်းပါတယ်။ထူဟာမလ10ရက်နေ့စနေနေ့မှာတငယ်ချင်းရဲ့ကားနောက်ကနေလိုက်စီးရင်အက်ဆီဒန့်ဖြစ်ခဲ့တာပါ။ ။တချို့ကလည်းလူငယ်တွေမို့လို့ညာဘက်တောက်စားပြောပါရင်အိမ်ပြန်မှာကားတိုက်မိတာဖြစ်မယ်။တချို့ကလည်းအစာအိမ်ယောဂကြောင့်ဆိုပြီးကောက်ချက်ချကြပါတယ်။အမှန်တကယ်ဖြစ်စင်မှာတော့တယုံဆောင်သူကဘာယောဂါမှလည်းမဖြစ်သလိုတောက်စားမှုရခြင်းလည်းမရှိခဲ့ပါဘူး။တငယ်ချင်းရဲ့ကားနောက်ကနေလိုက်စီးရင်းမဲ့အက်ဆီဒန့်ဖြစ်ခဲ့တာပါ။ ကတိုက်ခဲ့တဲ့အချိန်ကြောင့်ဦးကောင်းထံရရကမတ်လ၈ရက်နေ့ကမြောက်ဥက္ကလာစီယုံမှာတင်နာခဲ့တာဖြစ်ပါတယ်။သူ့ရဲ့အမေဟာသူ့သားလေးကအစီတန်းဖြစ်ပြီးနေပြန်ကောင်းလာမယ်ပဲထင်ခဲ့တာပါ။အမှုပညာရှင်မောင်နှမများကသူ့ကိုချစ်ခင်အားပေးကြတဲ့သူတွေရပါသူ့အသက်ရှင်ဖို့ဆုတောင်းပေးခဲ့ကြပေမဲ့လေနောက်ဆုံးမှာတော့ယနေ့မတ်လ၈ရက်နေ့မနက်ပိုင်းမှာမိခင်လက်ပေါ်မှာပဲဆုံးပါသွားခဲ့ပါတယ်။တေယုဆောင်သူကအသက်26နှစ်သာရှိသေးပြီ သူဟာသူ့ရဲ့အမှုပညာအလုပ်တွေကိုအများကြီးလှုပ်ရှင်သေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုမျိုးအမှုပညာပေါ်ချင်းမြတ်နိုးပြီးရည်မှန်းချက်ရှိတဲ့အကျယ်ပွင့်လေးတစ်ဝင်ကျွေလွင့်သွားခဲ့ရတဲ့တည်င်းကိုကြားသိရတယ်။အမှုပညာရှင်တွေသာမကပရိသတ်တွေအားလုံးကတော့မယုံနိုင်လက်မခံနိုင်ဖြစ်ခဲ့ကြရတာပါ။ ဒီဖြစ်ရဟာလေအရန်ကိုရုတ်တရက်ဆန်ခဲ့တာမို့လို့ထူးကိုယ်တိုင်ရောသူကားတိုက်မှုဖြစ်ခဲ့တယ်ဆိုတာသိရောသိပါမလားလို့တော့တွေးမိပါတယ်ပြိတ္တကြီးထူးဆုံးသွားတဲ့အချိန်မှာသူ့ကိုချစ်ရတဲ့ပြိတ္တတွေရောအမှုပညာရှင်ပေါင်းတို့မတွေရတော့အရန်ကိုပူဆွေးဝန်းနေနေကြတာသူရဲ့မိခင်အားဆိုရင်ဘလောက်တောင်မှခြေခွဲဝန်းနေပြီးပူဆွေးနေရလဲဆိုတာပြောစရာစကားလုံးတော့မှမရှိပါဘူးပြိတ္တကြီးဒီခွေရလာကားတဲ့ကောင်ကြီး လိုမျိုးမဖြစ်သေးဘူးအနည်းဖြစ်သေးတာအမေနဲ့မိန်းမတရားပုံစံမျိုးနဲ့ဖြစ်သေးတာအမေကဒီလိုပုံစံမျိုးနဲ့ဖြစ်နေရတိတ်တဲ့ချိန်ပါဘာလို့လုံးလိုက်ဒီလိုဆိုတာနဲ့မိန်းသားကိုတပြက်ရောက်ပြီးဘယ်လိုမနေတော့ပြီးဘာလို့လုံးတော့ ူတာရအပြင်းဆုံးရအပြည့်အကြီးဆုံးရတူရင်းတူရင်းလေးဒီသတင်းလေးနဲ့ပတ်သက်ပြီးတော့ news zone channel မှာလည်းအရန်ကိုဝန်နေမိပါတယ်။တရုတ်ဆောင်ထူးတယောက်ကောင်းရပုံဘဝကိုရောက်ပါစေလို့လည်း news zone channel မှာဆုတောင်းပေးလိုက်ပါတယ်။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့ပရိသတ်ကြီးများအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။ newsong channel လေးကိုလည်း like and follow လုပ်ထားပေးဖို့မမေ့ကြပါနဲ့ဦးနော်။